ကာနာချိုကစပိန်စတိုင်ပြောင်းလာဆွဲလန်းနေတာပရိသတ်များအောင်မိန်လာမြောင်မန်ချက်စတာဖော့ဆွန်ကနေပြန်လည်ကြိုးလဲပါရင်ဘောလုံးအားကစားဟာစီးပွားရေးဖြစ်လာပြီးတဲ့နောက်မှာကစားမတယောက်ချင်းစီကလည်းမော်ဒယ်တွေဖြစ်လာကြပါရင်နာမည်ကြီးကစားမတွေဆိုရင်ကိုပိုင်ဘရန်တွေကိုပါကြော်ညာပေးရတဲ့အထိဖြစ်လာပါရင်လူငယ်တွေကလည်း KSS ဆန်ဘောလုံးသမားတွေရဲ့ fashion တွေကိုအတူယူခဲ့ကြပါရင် fashion နဲ့ style ကအရင်ကြီးပြီမြင်ကစားမတယောက်အတွက်အရေးကြီးဆုံးကတော့ချင်းစွမ်းကောင်းမှုနဲ့အပြည့်အမူကောင်းမှုပါပဲ တချို့ကတော့ကိုယ့်ရဲ့ပုံမှန်တွင်ပင်ကိုအာယုံဆိုင်လုံးပြီးတကယ့်အရေးကြီးတဲ့ဘောလုံးပတ်မှာရောကျသွားတာတွေဖြစ်တတ်ပါတယ်ဒီနေ့ကကစားမတယောက်ကတော့ United ကစားမအလဲချန်တို့ကာနာချိုဖြစ်နေပါတယ်မန်ချက်စတာ United ခြေဝင်ဟောင်း Ben Foster ကအလဲချန်တို့ကာနာချိုကိုအကြီးကျယ်ဝေဖန်ခဲ့ပြီးဒီနေ့အစီအမံရတဲ့အစီအနဲ့ရောင်းပြစ်လိုက်ဖို့အသင်းကိုတိုက်တွန်းလိုက်ပါတယ် ကာနာချွာယာတီကုန်ကန်ဒီမှာနီးပြရိုးဝင်အင်မော်ရီနဲ့အစင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်ဒီနေရာဒီမှာအသင်းကနေထွက်ခွာရောမယ်လို့မျှော်လင့်ထားကြပါတယ်။ကာနာချွာနီးပြရဲ့ဂျောက်ဒိုးချင်းကိုလည်းခံနေရပြီးယောဘာလိဖိုင်တွေမှာကာနာချွာကိုရန်ခုံမှာပဲထားခဲ့ရတာကနေယူနိုက်တက်ကလည်းတော်တရန်ကို1-0နဲ့ရှုံးနေသွားခဲ့ပါတယ်။ အသက်20ရွယ်ကစားသမားလေးကာနာချိုရဲ့အပြုမူပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးပေါ်တူဂီနီးပြားဘက်ကမကျေနပ်သလိုအသင်းသင်းရှာထားဖို့တော့မှပြောထားပြီးနေပါပြီ။ဒါ့အပြင်မချာသေးခင်ကပဲအေမော်နီကကာနာချိုကိုအသင်းသင်းရှာတွေ့ရင်တော့ကန်ကောင်းလို့ဒေါသတကြီးပြောဆိုနေကြတာကိုလည်းအလုံးကမြင်တွေ့ထားခဲ့ကြပါနဲ့။မန်ချက်စတာနိုင်တဲ့အသင်းရဲ့ကိုသမားဟောင်းဖော်စတာကတော့ဒီပြဿနာကိုဝင်ရောက်သုံးသပ်လာခဲ့ပြီးကာနာချိုရဲ့အပြုမူပိုင်းဆိုင်ရာကိုဝေဖန်ခဲ့ပါတယ်။ ဖော့စတာကခါနာချိုကိုစပင်ညှရာဆွဲလန်းနေတာလို့နာမည်တက်ပေးခဲ့ပြီးပရီးမီးယားလိအခြေအနေစေရရှိထားတဲ့မန်ချက်စတာယူနိုက်တက်လို့ထိတ်တန့်အသင်းကြီးဟာကောင်းမွန်ပြီးရိုးသားတဲ့ကစားသမားတွေကိုပဲခေါ်ယူသင်ကြောင်းပြောလာခဲ့ပါတယ်။ဖော့စတာကတော့စ်ပို့နဲ့အင်တာဗျူးမှာဒီကိစ္စကိုပြောလာခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အတွက်အကောင်းဆုံးကတော့ခါနာချိုကိုရောင်းထုတ်လိုက်တာပဲလို့ကျွန်တော်ထင်တယ်။ကျွန်တော်ကမန်နေဂျာဖြစ်မယ်ဆိုရင်တော့ကျွန်တော်အသင်းသားတွေကိုဖိစေချင်တဲ့ပုံစံကအင်မော်ရီနဲ့နည်းနည်းဆင်တူမယ်ထင်တယ်။ကျွန်တော်ရဲ့အရန်ကုန်ပါတယ်။ကောင်းတဲ့ရိုးသားတဲ့ကြိုးစားတဲ့အသင်းပေါ်တွေအလိုရှိတဲ့ ီလိုခန်းစားချက်မျိုးကိုဂါနာချိုစီကနေမရသလိုတခြားကစားသမားတွေစီကနေလည်းရမနေဘူးလို့ Foster ကပြောလာခဲ့ပါတယ်။ Foster ကဂါနာချိုရဲ့ seven style အပေါ်ဆွဲလန်းနေမှုအကြောင်းကိုဆက်လက်ဝေဖန်ခဲ့ပါတယ်။ဒါကို Europa League Final ပြီးမှာ Brandon Johnson interview လုပ်နေတုန်းမှာ Foster ကသတိထားမိလိုက်တာပါ။ Brandon Johnson ကြည့်ရတာ၃လလောက်စမင်မညက်ထားတာလားပေါ်လွင်နေပါတယ်။ကစားသမားတွေက seven style ကိုစိတ်ပူနေကြတဲ့ခေတ်မှာ Johnson ကတော့ unhoss ရဖြစ်နေပါတယ်။သူ့ရဲ့ interview ကနေသူကတကယ်သဘောကောင်းတဲ့သူတယောက်၊စ조사တဲ့ကစားသမားတယောက်အသင်းအတွက်ဘာမှမဆိုလို့ပေးမဲ့ကစားသမားတယောက်ဆိုတာမြင်တွေ့ရပါတယ်လို့ Foster ကချီးကျူးခဲ့ပါတယ်။ အဲ့နောက်ကာနာချိုကိုပြန်ကြည့်လိုက်မယ်ဆိုရင်ယောဘာလိဖိုင်တဲ့အတွက်အစင်သင့်ပြင်ဖို့ဆိုပြီးအရှိတရက်ကပါစပင်းညှက်ပြီးအရောင်အောင်ပြန်ဆိုးထားလိုက်ပါသေးတယ်။ပွဲပြီးသွားတဲ့အချိန်မှာကာနာချိုကကွင်းထဲမှာထိုင်ပြီးတယောက်တည်းစိတ်ကောက်နေပါရင်ချားသင်းမော်ရီနောက်ကိုလိုက်ဖို့မကြိုးစားသလိုသူတို့ကိုဆွဲထုပေးဖို့ဒီထိရောက်လာတာဟာငါတို့ကောင်းကောင်းကြိုးစားခဲ့တယ်လို့အဖေစကပြောဖို့ကာနာချိုမကြိုးစားခဲ့ပါဘူး။ဖော်စတာကတော့ဒါဟာကွာခြားချက်အကြီးကြီးဖြစ်လာစေတဲ့အချက်ပဲလို့ယုံကြည်ထားပါတယ်။သူဆိုရင်တော့ယောသားကြိုးစားတဲ့ကစားမအကောင်တွေကိုပဲအသိပေါ်အဖြစ်အလို့ရှိကြောင်းပြောလာခဲ့တာပါ။ United ဟာနေရာဒီခေါ်ယူမှုအပြင်မာတီယက်ကွန်ညာနဲ့ Brian Ambimo တို့ကိုခေါ်ယူသွားဖို့စီစဉ်ထားတဲ့အပြင်တိုက်စစ်မှုဖြင့် Peter Jokeri ရဲ့ရောက်ရှိလာနိုင်မယ်လို့သတင်းတွေကခန့်မှန်းရေးသားနေကြပါတယ်။နောက်လာနေမှာလည်းကစားမခေါ်ယူမှုတွေကိုအနည်းငယ်ထပ်လုပ်ရအောင်မယ် United ဟာအသင်းမှာအံဝင်တော့တဲ့ကစားမတွေကိုလည်းပြန်ပြီးရောင်းချသွားရအောင်ပါ။ဒီလိုအခြေအနေမျိုးမှာကာနာချိုကတော့ရောင်းထုတ်ခံရမှာတင်းချနေပြီးနောက်လာဒီအသင်းမှာမမြင်ရနိုင်တော့ဘူးလို့အားလုံးကခန့်မှန်းနေကြပါတယ်။ကာနာချိုအနေနဲ့သတင်းထွက်နေတဲ့အချိန်ချေးစီကိုတကယ်ပြောင်းပြင်မလားဆိုတာကတော့လာမယ့်ရက်တွေမှာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Football Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ